ှုပ်ကုတ်ကွာနည်းနည်းလေးရှုပ်တယ်ပေါ့နော်ရှုပ်တယ်ရှုပ်လဲရှုပ်တယ်နည်းနည်းလေးလဲထိလွယ်ရှာလဲဖြစ်တယ်အဲ့တော့ပြန်ကြည့်ရင်ကျွန်တော်တို့ရှုပ်ကုတ်ကိုစီမံကိန်းနဲ့ပတ်သက်လို့ပေါ့နော်ပြီးခဲ့တဲ့2019ဩဂုတ်လ20မှာကျွန်တော်တို့အစိုးရအဖွဲ့ရုံးကနေပြီးတော့ပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့အားလုံးပေါင်းအဖွဲ့ဝင်10ဦးပါတယ်စုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့ပြီးတော့ကျွန်တော်ကွင်းဆင်းပြီးတော့စစ်စခိုင်းနေတယ် အဲ့ဒါဩဂုတ်လ20မှာ2019ပေါ့နော်အဲ့မှာကျွန်တော်ဖွဲ့လိုက်တယ်အဲ့ဖွဲ့ရသွားတယ်သွားပြီးဩဂုတ်လ29ရက်နေ့မှာဒီစုံစမ်းစစ်ဆေးအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက်အစီအစဉ်ကတော့ကျွန်တော်ပြန်တင်ပြတယ်ပြန်တင်ပြတဲ့တင်ပြချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်သမရာယုံအစိုးရအဖွဲ့ယုံပြည်ထရေးကျင်းပြည်နယ်အစိုးရအဲ့ကကိုယ်စားလှယ်တွေနဲ့အဖွဲ့ကအဖွဲ့၄ဖွဲ့ဆိုတော့ကျွန်တော်ထပ်ဖွဲ့တယ်ထပ်ဖွဲ့ပြီးတော့ဒီဒီစီမံကိန်းပေါ့နော်ဒီစီမံကိန်းနဲ့ပတ်သက်လို့မတော်မတည့်တာတွေပေါ့နော်တက်မှတ်အောင် ဟိုပြန်ပြီးတော့ဖြောက်လာအောင်ပေါ့နော်ကျွန်တော်ဆောင်ရွက်ခဲ့တယ်။နောက်2020ပြည့်နှစ်ရောက်တော့ဖေဖော်ဝါရီလ18ရက်နေ့အဲ့မှာကျွန်တော်ကြီးကြရေးဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့တယ်ဒီတွေ့ရှိချက်တွေဒီဖိုကယ်လေးဘွဲ့ကတင်ပြချက်တွေပေါ်မူတည်ပြီးတော့ပေါ့နော်ဘသူကခေါင်းဆောင်လဲဆိုတော့ပြည်ထောင်စုစိုးရဘော်ရုံဝန်ကြီးဌာနဒုတိယဝန်ကြီးသူကခေါင်းဆောင်တယ်အဖွဲ့ဝင်10ဦးပါတယ်အဲ့ဒါတမရာကျုံးကထပ်ဖွဲ့ပေးတယ်ကြီးကြရေးဖွဲ့ဖွဲ့ပြီးတော့ဒီကိစ္စတွေကိုတကယ်ရှုပ်ထွေးတယ်ပေါ့နော်အဲ့ကိစ္စတွေကိုကျွန်တော်တို့ကြီးကြဖို့ သွားတယ်ကွင်းဆင်းသွားတယ်ပြီးရင်ကျွန်တော်တို့တက်မတော်ဘက်ကလည်းပေါ့နော်2020ပြည့်နှစ်ဇွန်လ30ပြီးရင်စက်တင်ဘာလ8ရက်ပြီးရင်အောက်တိုဘာလ8ရက်ကကကြီးရလဲဒီရွှေကုတ်ကုန်နဲ့ပတ်သက်ပြီးတော့တို့ရဲ့တွေ့ရှိချက်တွေအကြံပြုချက်တွေကိုကျွန်တော်နိုင်ငံတော်သမ္မတရုံးကိုတင်ပြတယ်အဲ့မှာကျွန်တော်တို့ဘာတွေလဲဘာတွေဘယ်လိုကိစ္စတွေလဲဆိုကျွန်တော်တို့ နေရာကိစ္စတွေပေါ့နော်နောက်လုပ်ငန်းလိုင်စင်ကွန်ပျူတာရယူတဲ့ကိစ္စတွေဒါရင်နဲ့ပတ်သက်လို့နောက်တစ်ခုကတစ်ဖက်ကလည်းဥပဒေပိုင်းဆိုင်ရာရှိတယ်တစ်ဖက်ကလည်းဒီငញ្ញာရေးပိုင်းဆိုင်ရာရှိတယ်ပေါ့နော်နောက်တစ်ဖက်ကလည်းဒီဒေတာဖွံ့ဖြိုးရေးကိစ္စရှိသလိုတစ်ဖက်မှာဘာရှိလဲဆိုတော့ဟိုအဲ့ဒေတာမှာတည်ငြိမ်အေဂျင့်ရေးပေါ့နော်ဒါလေးတွေချိန်ဆရတယ်နောက်တစ်ခုကရှုပ်တာကဘာသွားရှုပ်လဲဆိုတော့ကျွန်တော်တို့အရက်ဖက်ကအုပ်ချုပ်ရေးပိုင်းကဆောင်ရွက်ရမယ့်ကိစ္စရှိလို့တက်မတော်ဘက်က တာပိုင်းဆိုင်ရာဆောင်ရမယ့်ကိစ္စတွေရှိတယ်။အဲ့လိုဒီလိုအခြေအနေနဲ့ဖြစ်ဖြစ်လာတဲ့အနေအထားမှာဒီကိစ္စကိုဘယ်လိုရှင်းမလဲ။နောက်အလားတူပေါ့နော်ဖြစ်စဉ်တွေမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါကိုဒီနောက်ဆုံးအခုပြီးခဲ့တဲ့ဒီဇင်ဘာလမှာကျွန်တော်တို့နောက်ဆုံးဟိုလမ်းညွှန်ချက်တွေချနံပါတ်၁ကတော့ကျွန်တော်တို့တည်ငြိမ်ရေးဖွံ့ဖြိုးရေးအဲ့ဒါကိုသက်ဆိုင်ရာဌာနတွေဆောင်ရွက်ဖို့နောက်နံပါတ်၂ကတော့လက်ရှိပြဿနာဖြေရှင်းရေးနောက်အလားတူ အလားတူဖြစ်စဉ်တွေမဖြစ်ပွားသေးဘူး။အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့နံပါတ်3အနေနဲ့နေဇတ်ဒေတာတွေမှာစီမံကိန်းတွေဆောင်ရွက်တဲ့အခါမှာလိုက်နာရမယ့်စံလုံထုံးလုံဒီ SOP ပေါ့နော် Standard Operating Procedure SOP ရေးဆွဲရတာကျွန်တော်ဒါကူကဆွဲပေးတယ်။ပြီးနံပါတ်4ကတော့အရင်ခွင့်ပြုထားတဲ့ခွင့်ပြုချက်တွေစီမံကိန်းတွေထဲမှာဘယ်ကိစ္စကတော့အရေးယူမယ်။ဘယ်ကိစ္စကတော့ကျွန်တော်တို့ပြုပြင်မယ်။ဘယ်ကိစ္စတွေကိုတော့အပြီး ဖြတ်သိမ်းမယ်ပေါ့နော်ဒီ၃ဘိုင်းเนี่ยကျွန်တော်တို့အဲ့ဒါဒီလှုပ်တဲ့ခါမှာလဲဥရင်းကြီးအပီးပြတ်အပီးပြတ်ပေါ့နော်လှုပ်ဖို့နောက်နံပါတ်၅ချက်ကတော့ဒီစီမံကိန်းတွေနဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ကွန်ပျူတာနဲ့ကွန်ပျူချက်တွေလှုပ်ခွင့်ပေးထားတာနဲ့ပတ်သက်ပြီးတော့အရေးယူခြင်းနဲ့ကုစားတက်မှတ်ခြင်းပေါ့နော်တစ်ဖက်ကအရေးယူတစ်ဖက်ကတက်မှတ်မယ်ပြုပြင်မယ်အဲ့ခါကိုနှစ်ဖက်ချိန်ဆပြီးတော့လှုပ်ဖို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ထိခိုက်မှုအ ਨੇ ဆုံးဖြစ်ဖို့အရေးယူစမ်းတာလဲယူ တက်မှတ်တာလဲတက်မှတ်ပေါ့နော်အဲ့လိုလုပ်တယ်အဲ့ဒီအပါဝင်မှာတက်မှတ်ပိုင်းမှာလဲဒါလည်းပတ်သက်လို့တာဝန်ရှိတဲ့သူတွေအရေးယူပါကျွန်တော်တို့ဟိုအဲ့ဒါလဲလမ်းညွှန်ထားတယ်အဲ့ဒါလဲတက်ဘက်ကအရေးယူထားတယ်ရေးယူပြီးတော့ပြန်ပြီးတော့တင်ပြလာတယ်ရှိတယ်ပေါ့နော်အဲ့တော့ကျတော့နောက်ခုကတက်ကိစ္စဖြစ်နေ BGF BGF နောက်ဆုံးချက်ကတော့ BGF ကိစ္စပေါ့ BGF ကိစ္စကတော့တက်မှတ်ရဲ့ကုကဲမှုအောင်မှာရှိတဲ့အတွက်ဒါကိုတော့တက်ကတာဝန်ယူဆောင်ရဲဆိုတာနဲ့အဲကျွန်တော်တို့လမ်းညွှန်ထားပါတယ်အဲ့မှာ ဟိုတစ်ဆက်တည်းပြောရရင်နိုင်ငံခြားသားတွေကိစ္စပါနိုင်ငံခြားသားကကျွန်တော်တို့မူလကဘယ်နှယောက်ရှိတယ်ဆိုတော့တရုတ်နိုင်ငံသား2914ယောက်ရှိတယ်အခြားနိုင်ငံကနိုင်ငံသားတွေက82ယောက်အလုံးပေါင်း2985ယောက်ရှိတယ်အခုကျွန်တော်ဒီနေ့ပဲပေါ့နော်ဒီနေ့ပဲမေးလိုက်တယ်မေးလိုက်တော့ဇန်နဝါရီလ6ရက်နေ့အထိပေါ့နော်ပြန်လွတ်လိုက်တာသူ့နိုင်ငံကိုသူပြန်သွားတာကတရုတ်နိုင်ငံသား888 3လုံးနဲ့အခြားနိုင်ငံသား2ယောက်အလုံးပေါင်း890ပြန်လွတ်လိုက်ပြီ နောက်လက်ကြံကတရုတ်နိုင်ငံသား1826နဲ့အခြားနိုင်ငံသား69ယောက်ဘောင်း1895ယောက်ကြံတယ်အဲ့ဒါတွေလည်းကျွန်တော်တို့ထပ်ပြီးတော့အခုလက်ရှိပြောနေတဲ့အချိန်မှာလည်းသူတို့စစ်ဆေးမှုတွေလုပ်နေတယ်ပေါ့နော်လုပ်နေတော့ပြန်ချုပ်ရရင်တော့ဒီရှေကုတ်ကိုစီမံကိန်းနဲ့ပတ်သက်လို့ခုနပြောတဲ့နည်းနည်းလေးလည်းတိမ်မွေ့တယ်ပြီးရင်ဟိုကျွန်တော်တို့အရေးယူခြင်းကုစားခြင်းချက်သိမ်းခြင်းပေါ့နော်ဒီသုံးပိုင်းနဲ့လုပ်တဲ့အခါမှာဥပဒေနဲ့လည်းညီရမယ်ပေါ့ ဒါတွေကိုတော့စနစ်တကျလုပ်နေတယ်လို့အသေးစိတ်တော့ကျွန်တော်တို့ပြောလို့မရဘူးဒါတွေကခုလက်ရှိအချိန်မှာလဲဆောင်ရွက်ဆဲတွေဖြစ်တယ်ပေါ့နော်အဲ့လိုပဲပြောချင်ပါတယ်